ပြည်သူအားလုံးရဲ့အသက်တွေးတွေးတွေရင်းပြီးတိုက်ထားတဲ့တိုက်ထားပြီးမှရရှိတဲ့အောင်မြင်မှုရှိတယ်ဒီအောင်ပွဲအောင်မြင်မှုကြီးကိုတရုတ်ကဖိအားကြောင့်ဆိုတဲ့ဟာမျိုးနဲ့ဒီလိုမျိုးလက်နှုတ်စပယ်ပေးလိုက်တဲ့အပေါ်မှာပြည်သူအများစုကတော့လုံးဝမတင်နိုင်ကြဘူးလက်ရှိဒီဖဲအစိုးရရဲ့ဒီ cyber police ကိုကျွန်တော်ပုံလေးလေးမေးပါမယ်ခင်ဗျားတို့မှာလုံနိုင်တဲ့အစိုးရမရှိတော့ဘူးလား ကျွန်တော်တို့ပေါင်းစားနေရလားအဲ့မျိုးကိုကျွန်တော်ပုံမှန်မပြောရဘူးကျွန်တော်နိုင်ငံကလာကူတဲ့အကူအညီပဲဖြစ်ဖြစ်အခြားအဖွဲ့အစည်းကလာကူတဲ့အကူအညီပဲဖြစ်ဖြစ်သူတို့ကတဆင့်ပြန်ပြီးတော့လှုပ်ပြရတဲ့ခါမှာပြည်သူကလက်အုပ်ချီပြီးကျေးဇူးတင်အောင်အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဝန်ရမ်းမြန်မာ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တော်လိုင်းဘက်တော်သားတွေနဲ့စစ်ကောင်စီထောက်ခံသူတွေရဲ့သတင်းနဲ့တုံ့တက်ချက်တွေကိုပြန်လဲကြည့်ရှုဝေဖန်တုံ့တက်နိုင်ရန်တင်ဆက်ပေးသောသတင်းလေးများဖြစ်ပါတယ်နေ့တက်ပါကဆက်ခိုင်လေးများလုပ်ပေးထားကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာပထမဆုံးသတင်းလေးကတော့ ငလင်းဘင်းနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာအကူအငွေအမေရိကန်ဒေါ်လာ136တန်းကျော်ရရှိတဲ့အနေမှာပြည်သူကိုစည်သိသည်သာပေးမယ်ဆိုပြီးတော့စစ်ကောင်စီရဲ့လှုပ်ဆောင်ချက်ကငလင်းဘင်းကိုထောင်းပြပြီးတော့ပြည်သူအပေါ်မှာအမျက်ထုတ်လုပ်မာတဲ့လုပ်ရည်တွေလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုဗိုလ်ကြီးထက်မြက်ကနေပြီးတော့တုံ့တက်တင်ဆက်ထားတဲ့သတင်းလေးကိုအငြင်းဆုံးနားထောင်မှာဖြစ်ပါနိုင်ငံတကာကပေါ့နော်ဒါငလင်းဘင်းနဲ့ပတ်သက်ပြီးတော့ဒါကြောင့်မြန်မာနိုင်ငံကငလင်းဘင်းတန်ခံရတဲ့ပြည်သူတွေအတွက်ကိုဒါလူသားချင်းစာနာမှုဆိုင်ရာကူညီရေးအနေနဲ့အမေရိကန်ဒေါ်လာ136တန်းကျော် ဒါကူညီခဲ့တာရှိရပါတော့။ဒါပေမဲ့စစ်ကောင်စီကဒါငလင်ပေးကြောင်းလို့ထိခိုက်သူတွေကိုဒါ၁၀သိန်းစီပဲပေးမယ်ဆိုပြီးတော့ဒါထပ်ပြီးတော့တရင်ရတယ်ပေါ့နော်တရင်ထွက်လာတယ်။အဲကြမမရိုင်းမှုလားလို့ပဲပြောချင်တာဟောပြသေးလား။ဒါကိုကိုတိုင်ကြလေဒါ လုံလောက်တဲ့ကယ်ဆယ်မှုတွေရှိအောင်မပြင်ဆင်ထားဘူးကယ်ဆယ်မှုတွေလည်းမလုပ်ပေးဘူးနိုင်ငံတကာကိုကြတော့អော်ပြီးတော့လူခံတယ်ဒီလိုမျိုးလူခံလို့ရလာတဲ့ဟာကိုကြတော့လေပြေဝဝပေးမယ်ဆိုတာမျိုးမရှိဘဲနဲ့ကိုကျိုးရှာဖို့လုပ်တဲ့အပေါင်မျိုးတွေတွေ့နေရပါဗျာအခုလည်းဒါတေချိုးကိုကွင်းပေါ့နော်ဇိုးဝင်းကငလင်းကယ်ဆယ်ရေးလုပ်မဲ့ဘယ်အဖွဲ့မဆိုပေါ့နော်တီးကြားလွတ်လပ်စွာရက်တီဆောင်ရွက်ခွင့်မရှိဘူးတဲ့ကြိုတင်ခွင့်ပြုချက်တွေတောင်းခံရမယ်တဲ့စားကားစားနဲ့ဒါပူပေါင်းဆောင်ရွက်မှခွင့်ပြုမယ်ဆိုပြီးတော့ဒါဇိုးဝင်းကပြောတာရှိတယ်ပေါ့နော် ကိုယ်တိုင်ကြလည်းလိုက်မကူဘူးပြင်ကဲမဲ့သူကူမဲ့သူတွေကြတော့လည်းအခုလိုမျိုးလိုက်ပြီးပိတ်ပင်နေတာကတကယ်ဒုက္ခခံစားနေရတဲ့ငလင်ဘေးသင့်ပြည်သူတွေကိုတစ်ဖက်လက်နဲ့တတ်ဖြတ်နေရတယ်အတူတူပဲဗျ ဘာလို့လဲဆိုတော့အခုလိုမျိုးတို့ပေးပင်တာတွေတားဆီးတာတွေဆစ်ဆေးတာမျိုးပြီးရင်ကန့်တတ်လိုက်တာတွေကြောင့်မလို့အချိန်တွေဆွဲဆိုလို့ဖြစ်သွားပြီးတော့ဒါမတည်သင့်တဲ့အသက်တွေအများကြီးတည်ရတယ်ဗောနော်တို့အခုလိုမျိုးပေးပင်လိုက်လို့ပဲဗောနော်အချိန်တွေကြာတဲ့အခါဟိုမှာတည်ကြရှိရဲ့လူဆိုရင်ဒါပုတ်သွေးဆွေးမြေ့နေလောက်ပြီဗောနော်ပုတ်သွေးနေလောက်ပြီအခုလည်းအဲ့လိုဖြစ်နေရပဲဒါဒါစကိုင်းမှာဆိုရင်ဗောနော်ချိုးအဆောက်အဦးတွေအောက်ကနေပြီးတော့အနှံ့သက်တွေထွက်လာတဲ့အခါမှာတော်တော်ကိုစိုးစိုးဝါရင်ဆိုင်နေရတဲ့အနေအထားတွေဖြစ်တယ်ပြီးတော့ကြတော့ငလင်းဘေးတင်ပြီးတော့နောက်ပိုင်းမှာဒါမိုးရွာတဲ့ဟာတွေဖြစ်တယ်ဗောနော်ဖြစ်တော့အဲ့ဥစ္စာတွေနဲ့ တ်သက်ပြီးတော့လည်းဒါခုနလိုအနှံ့သက်ဆိုးဆိုးဝါးတွေဖြစ်လာတဲ့အခါကျန်းမာရေးတွေအားစားထိခိုက်ဖို့အတွက်ဒါအကြောင်းတွေရှိလာတယ်ပေါ့နော်အဲဒီဥစ္စာတွေကိုတော့မှသူတို့ဘာမှကောင်းကောင်းမွန်ပြေဝအောင်လုံခြုံအောင်မလုပ်ပေးဘူးပေါ့နော်ပြည်သူတွေဆိုရင်ဒါမိုးရေထဲမှာပဲထွက်ပြီးတော့နေနေရတဲ့ပြည်သူတွေရှိတယ်ပေါ့နော်အဲဒီလိုဟာမျိုးတွေတော့မှအကူအညီဆောင်ရှောက်မှုတွေမလုပ်ပေးဘူးဒါတော့မှပဲတခြားနိုင်ငံကလာကူတဲ့အကူအညီကိုသူတို့ကိုကြိုးတက်သုံးဖို့လှုပ်တာပေါ့ဗျာကျွန်တော်မြင်တာတော့အခုထိဒါသူတို့ကူတာဆိုလို့ကဲတာဆိုလို့ဒါသ 地多多 OK 的个系列，对 တခြားနိုင်ငံတွေကကေဇေးအဖွဲ့တွေဒီမှာပါလာတဲ့ K9 ခွေးလေးတွေလောက်တော့မှသူတို့တွေစောက်သုံးမကြဘူးပေါ့နော်။ဒါပေမဲ့သူတို့စီမှာလည်းဒါခွေးတော့သုံးတယ်ပေါ့နော်။အဲ့ဒါတော့စစ်ခွေးနဲ့ရဲခွေးပေါ့။အဲဥစ္စာတွေကတော့မြင်တဲ့အတိုင်းပဲဒါဒီအုတ်ခဲကျိုးအကျိုးပဲ့လေးတွေလိုက်ကဲနေတဲ့သူ့လေးတွေကိုသူ့တစ်ချက်ကို၄ရောက်လောက်မှပြီးရွှေ့နေတယ်။ဒါမျိုးပုံစံမျိုးတွေပဲလှုပ်တယ်။ကျွန်တော်လူကယ်တာတော့တယောက်မှမတွေ့သေးဘူးပေါ့နော်။အဲ့လိုပုံစံမျိုးတွေလှုပ်တယ်။ပြီးတော့ခုနလိုမျိုးပိတ်ပင်တားဆီးတယ်ဆိုတဲ့ဟာကအဲတော်တော်လေးကိုရုပ်ပေါက်တယ်ပေါ့နော်။ရုပ်ပေါက်တယ်။သူတို့စီကနေပဲစီးစင်းမယ်။အစအစသူ တို့လက်ထဲကိုအကုန်ရောက်မယ်သူတို့ရဲ့ကိုကြိုးတွေသုံးမယ်ပေါ့နော်ဒီလောက်ပမာဏအများကြီးပေါ့နော်ပစ္စည်းတွေဆိုလည်းအများကြီးအဲ့လိုနေထားမျိုးကိုကြိုးတွေသုံးမယ်ဆိုတော့ဒါဒုက္ခရောက်တဲ့ပြည်သူတွေကရင်နာရတာပေါ့ဗျာသိလားပြည်သူစီကိုအပြည့်အဝမရောက်တော့ဘူးဗျအဲအကြောင်းမလို့လေတချို့အဖွဲ့တွေကဒါပြည်သူစီကိုတိုက်ရိုက်ရောက်မဲ့နေရာမျိုးတွေပဲရွေးပြီးတော့ကူညီတာမျိုးတွေလုပ်တယ်ပေါ့နော်ဒီလိုမျိုးတွေလုပ်လာတဲ့အခါသူတို့စီအောင်မဝင်လာတော့အခုလိုမျိုးကန့်သက်တာမျိုးတွေလုပ်တယ်သူတို့ခွင့်ပြုချက်မှမရဘူးဆိုရင်ဘယ်အဖွဲ့မှလွတ်လွတ်လပ်လပ်လုပ်လို့မရဘူးပေါ့နော်တကယ်လို့လုပ်မယ်ဆိုရင်လေသူတို့နဲ့ပူးပေါင်းပြီးပဲလုပ်ရမယ် 所以，菩萨就为表了的，而且。 အဲဒီလိုမျိုးတွေလုတ်ပြပြီဆိုမှပဲသူကအဲအလှလဖက်နဲ့မျက်နှာလှုပ်တာပေါ့ဗျာအခြားနိုင်ငံကလာကူတဲ့အကူအညီပဲဖြစ်ဖြစ်အခြားအဖွဲ့စည်းကလာကူတဲ့အကူအညီပဲဖြစ်ဖြစ်သူတို့ကတဆင့်ပြန်ပြီးတော့လုတ်ပြရတဲ့ခါမှာပြည်သူကလက်အုပ်ချီပြီးကျေးဇူးတင်အောင်ပါရှေ့နာဂစ်တုံးကဆိုလဲဒါသိန်းစိန်တို့ဆိုရင်ဒါပြည်သူစီကိုသွားပြီးတော့လှစ်လေကြီးစုပြီးရတဲ့ခါမှာဗာပြောလဲဆိုတော့ကျွန်တော်တို့လည်းဘာမှမတက်နိုင်ပါဘူးဆိုပြီးတော့ပြောတာပေါ့နော်အဲ့ဘာမှမတက်နိုင်ဘူးဆိုတဲ့ဟာကိုပဲပြည်သူကလက်အုပ်ချီပြီးတော့ကျေးဇူးတင်ပါဆိုပြီးပြောရမယ့်အပေါက်မျိုးပေါ့ဗျာအခုလဲဒါမင်းအောင်လာရင်အဲ့လိုပုံစံမျိုးတွေလုတ်တာပါပဲအဲပြည်သူစီကနေပြီးတော့ပဲအကူအညီရတဲ့ဟာကို တို့စီကနေတဆင်းလှူပေးမယ်ဆိုတဲ့ပုံစံမျိုးတွေလုပ်တယ်အဲ့တော့ပြပြဝရမလားဆိုစဉ်းစားလာကြည့်ဘယ်လိုမှပြပြဝရရစရာအကြောင်းမရှိဘူးရှင့်ပြောမြင်ဒီ ောက်ထပ်ဗီဒီယိုလေးကတော့ဘောမကြောင်မျိုးမင်းကနေပြီးတော့သူ့ဖုန်းထဲကိုကြက်ဖြတ်နဲ့ပတ်သက်တဲ့ဂိမ်းတွေဆော့ကစားဖို့လုံဆော်တဲ့ message တွေဝင်ရောက်လာတာနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီဆိုရရဲ့ cyber police တွေအသုံးမကျဘူးဆိုပြီးတော့ဖောက်ထုတ်ပြောဆိုလာပြီးတော့ဘာတွေဆက်လက်ပြောဆိုမလဲဆိုတာနားထောင်ကြည့်အောင်ပါနော်အဲ့တော့ကျွန်တော်နည်းနည်းလေးပုံမှန်လေးနဲ့ဆိုရအောင်မိပါမယ်နာဆကဆိုရတာဝန်ရှိသူတွေကိုကျွန်တော်ပုံမှန်လေးမိပါမယ်နောက်ကနာဆာကရဲ့ cyber police ပေါ့နော်။ကျွန်တော်လက်ရှိဒီဖေးအစိုးရရဲ့ဒီ cyber police ကိုကျွန်တော်ပို့လည်လည်မေးပါမယ်။ ခင်ဗျားတို့မှာလုံနိုင်တဲ့အစွမ်းမရှိတော့ဘူးလားခင်ဗျားတို့လည်းပေါင်းစားနေရလားအဲ့မင်းကိုကျွန်တော်ပုံအောင်မပြရဘူးကျောက်ကိုယ်တိုင်ပေါင်းစားနေရလားကျောက်ကိုယ်တိုင်လုံနိုင်စွမ်းမရှိရလားဒါမှမဟုတ်ခင်ဗျားကိုယ်တိုင်ကြားဖြန့်အားပေးနေရလားစကားပုလစ်ကတောင်ရှိတယ်ပြီကျွန်တော်တည့်မေးတာပါပြီးတော့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်းကျွန်တော်ပုံအောင်လည်းမေးပါမယ်ခင်ဗျားတို့ကအခုချိန်ထိတယ်လီကွန်ကုမ္ပဏီတွေကိုခင်ဗျားတို့အခုချိန်ထိလက်လွတ်လွှတ်ထားပေးကြလို့ပါတယ်လီကွန်ကုမ္ပဏီနဲ့သူ့ရဲ့ content provider ကုမ္ပဏီတွေကိုခင်ဗျားတို့အခုချိန်ထိလက်လွတ်စွာပြစ်ထားလို့မလားခင်ဗျားတို့ကိုယ်တိုင်အခုထိ တာဝန်ယူအောင်မှအရေးယူအောင်မှမတည်သေးတဲ့အထိခင်ဗျားတို့ကလည်းပေါင်းစားနေကြတာလားကျွန်တော်ဒီနေရာကိုဒီမျိုးကိုအရင်ဆုံးပို့ဝင်ပြီးပါအဲ့တော့ခင်ဗျားတို့တွေပို့ဝင်လည်းပဲဖြေကြဖို့လိုပြီးပို့ဝင်လည်းပဲလုပ်ကြဖို့လိုပြီးဘာလို့လဲဆိုတော့ကျွန်တော်တို့အဝေးမပြောဘူးခင်ဗျာသူများတွေကိုပြောရင်မိုးလို့ကျွန်တော်ပဲကျွန်တော်ကိုကျွန်တော်ပြောအောင်မယ်ကျွန်တော်ကျွန်တော်ရဲ့ဖုန်းတွေကိုကျွန်တော်ရဲ့ဟိုတိနအလုပ်နဲ့ပတ်သက်တဲ့ဖုန်းတွေကိုတယ်လီကွန်ကုမ္ပဏီတွေကနေဝင်လာတဲ့ဖုန်းနံပါတ်တွေဘာလို့မှလည်းချားပြန့်နေပြီးဝင်လာတာဘာလို့လဲဆိုတော့လောင်းကစားတွေကစားခိုင်းတယ်ကျွန်တော်တို့ကလောင်းကစားကစားခိုင်းနေတာ ျွန်တော်ဒီဖုန်းနံပါတ်ကိုတို့ဘယ်ကနေဘယ်လိုရလဲကျွန်တော်မသိဘူးဒါပေမဲ့ Telecom company တွေမပါဘဲနဲ့ iPhone နံပါတ်ကသူတို့ချတဲ့အကြောင်းမရှိဘူးပြီးပို့တဲ့ဖုန်းနံပါတ်တွေကလည်း Telinor ဖုန်းနံပါတ်တွေကြီးပဲကျွန်တော်စီကိုပို့လာတာ Telinor နံပါတ်တွေပို့လာနော်ဘာပို့လဲဆိုတော့ကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေရင်းချရတော့မသိတဲ့နံပါတ်ပြပို့လို့အလုပ်ဖို့ဘယ်သူမှလည်းသိချာမသိတဲ့ဖုန်းပြီးတော့ကျွန်တော်တော့သုံးနေရှိတဲ့ဖုန်းလုံးကိုအဲ့ဒီဖုန်းလုံးက message တွေဝင်လာတယ် တယ်လီနိုဖုန်းတွေဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာကျွန်တော်တို့စီးရင်သွင်းပြီးတော့တဲ့ငွေဖြည့်သွင်းမှာကတည်းကအနောက်ရှိပြည်မဟုတ်ဘူးတဲ့ online မှာအနိုင်များအများဆုံး၅ banking scale လေးမျိုးယူပါတယ်ငွေရှားလို့လည်းခေတ္တကိုမိတ်ဆက်ပေးပြရစီတယ်တော့ငါပစုံကဏ္ဍဂိငါပြည်ကိန်းစလော့ဂိဖဲဂိစသဖြင့်ကျွန်တော်တို့ဂိမ်းအကြောင်းတွေလာပို့တယ်ဂိမ်းအကြောင်းတွေလာပို့တယ်ကျွန်တော်ကျွန်တော်စဉ်းစားနေတာကဒီလိုမျိုးပို့တဲ့အထိဒီအောင်ကြီးရဲတင်းလာတာကအစိုးရရေးမယူလို့ပဲဒီလိုပို့တာနော်ဒီလိုပို့တဲ့အထိရဲတင်းလာတာကအစိုးရရေးမယူလို့ပဲ ့နံပါတ်တွေလည်းကျွန်တော်ပုံမှန်ဖတ်ပြမယ်နော်39953 98 9866 39966 18 11 99အဲ့ဒါဒါဒါကျွန်တော်မသိတဲ့နံပါတ်တွေနံပါတ်၄မျိုးနောက်တစ်ခုကနောက်အစောပိုင်းမှာပို့ထားတာတစ်ခုရှိတယ်39 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 အကုန်ကတယ်လီနိုဖုန်းတွေကြီးပဲအဲ့ဒီတယ်လီနိုဖုန်းတွေလည်းကျွန်တော်တို့ငါပြေကင်းနေဆော့လော့ကင်းနေဘာကင်းညာကင်းနေဆော့ခိုင်းနေကျွန်တော်ရှိဝင်လာတဲ့ message တွေကငလျင်ပေးတဘာဝပေး မုံတိုင်းပေးဘာပေးညာပေးအဲ့ဒီပေးတော့ကျွန်တော်တို့သတိထားနေတိုင်းကိုပြောရင်ကျွန်တော်တို့လက်ခံတယ်ဒါဆိုပို့တဲ့ message တွေကိုကျေးဇူးတော်တရားအောင်ကျမကြီးဆောင်ချောင်းမှုဆက်ပြေးပို့ကျေးဇူးတရားအောင်အခုကျွန်တော်တို့ဂိမ်းကစားခိုင်းနေတာ နိုင်ငံတော်ကလောင်းကစားတွေတရားမဝင်လောင်းကစားတွေမတင်ပြောင်းအရေးယူပါတယ်တရားမဝင်မှာဥပဒေမညီပါဘူးလို့ကြေညာထားပြီးသားဖြစ်ပါလဲနဲ့တယ်လီကွန်ကုမ္ပဏီရဲ့နေတဆင့်တိုက်ရိုက်တယ်လို့ကြေညာနေတာကိုတယ်လီကွန်ကုမ္ပဏီညွှန်ညာနေတာကိုခမရတို့စိုက်ဘာပိုးလစ်ကိုပို့ဆောင်ဆက်သွယ်ဝင်ကြီးကျနာရောရေကုန်နှုတ်ပိတ်နေတယ်ဆိုခရဲခမရတို့ကိုယ်တိုင်မယူသားဘူးလို့ကျွန်တော်ပို့ဝင်ပြောရဲခမရတို့မယူသားတော့ဟုတ်ပါပြီဘာမှကြုံမျိုးမင်းရေနော်သူတို့မျိုးသားတာတော့စတယ်မျိုးသားတာเนาะပြန်ကူးမှသိတယ်เนาะတယ်လီကွန်ကုမ္ပဏီတွေကเนาะ ပတ်သက်ပြီးတော့ဒီလိုကြားပြတဲ့ပတ်သက်တဲ့ message တွေဝင်နေဆိုရဲရနော်သူတို့နဲ့ပတ်သက်မှုရှိနေပြီဆိုတာနော်လူတကာလည်းသိရနော်အရင်တော့အရေလည်းနော်စစ်ကောင်စီအစိုးရနောက်ခံဖွဲ့စည်းတွေကနော်ဒီကြားပြတဲ့နဲ့ပတ်သက်တဲ့ဆိုပြီးတော့နိုင်ငံတကာအတော်မှာဝေဖန်ထောက်ပြမှုတွေရှိနေတာကိုနော်မင်းကခုမှလာပြီးတော့နော်ဖောက်ထုတ်မှုနေနေနော်နောက်တဲ့ဗီဒီယိုလေးကတော့ MMDA ရဲ့လာချိုမျိုးကနေစုပ်ကွာပေးရမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကြားမှာဒုလို့ဒုလို့ဝေဖန်မှုတွေမြင့်တက်နေပြီးတော့เนาะ MMDA အနေနဲ့ပြည်သူတွေကိုเนาะ ပွင့်လင်းမြင်သာစွာချက်ပြပြောဆိုတဲ့အကြောင်းကိုသုံးသပ်တင်ပြထားတဲ့သတင်းကိုနားထောင်ကြည့်ရမှာဖြစ်ပါတယ်နော်။အဲ့တော့တစ်ဖက်မှာလည်း MNDAA ကလာရှုပ်ကိုစုပ်ပေးရမယ်လို့ကြားသိရတယ်။ဒါပေမဲ့အဲ့ဒီစုပ်တဲ့နေရာမှာဟိုတစ်ဖက်ကရှင်းပြထားတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့လာရှုပ်ရဲ့တရုတ်ရဲ့ဖိအားကြောင့်လာရှုပ်မြို့အပေါ်တွင်စုပ်ရတာ မြို့ရဲ့ဒီစင်ရှင်ဘုံရက်ွက်တွေကစပြီးတော့အားလုံးပတ်ပတ်တဲ့အကုန်လုံးဟာ MNDA ကထိန်းချုပ်မရှိတဲ့မြို့ပေါ်ကွက်ကွက်လေးကိုပဲစစ်ကောင်စီကိုပြန်ပေးရတယ်ဆိုပြီးတော့တစ်ပတ်ကတော့ရှင်းပြထားတာရှိတယ်။ဒါပေမဲ့ဒီစောက်ကားတဲ့ပြည်ထနာနဲ့ပတ်သက်လို့အဲပြည်သူတရားမှာ80တော်90တော်ကတော့လုံးဝမနှိမ့်ညို့ဘူး။ဒါကပါလဲဆိုတော့ဒီဟာတိုက်ထားတာဒီလူဘူးတော်နိုင်ရင်ပြည်သူအားလုံးရဲ့အသက်တွေးချွေးတွေရင်းပြီးတိုက်ထားတဲ့တိုက်ထားပြီးမှရရှိတဲ့အောင်မြင်မှုရှိတယ်။ဒီအောင်ပွဲအောင်မြင်မှုကြီးကို တယုတ်ကဖီအားကြောင့်ဆိုတဲ့ဟာမျိုးနဲ့ဒီလိုမျိုးလက်လို့စပယ်ပေးလိုက်တဲ့အပေါ်မှာပြည်သူအများစုကတော့လုံးဝမကျေနပ်နိုင်ကြဘူး။နောက်တစ်ခုရှိတာကလက်ရှိတည်တုံ့ပြန်မြစ်ကုန်စစ်စင်ရေးဆိုရင်အောင်မြင်လာတာခြေတန်းမှာအသက်တွေးချွေးပေးပြီးတော့တိုက်နေတဲ့နော်ရဲဘော်တွေကြောင့်မှန်သလိုအနောက်ကနေတခဲနဲ့အားပေးတဲ့တနိုင်ငံလုံးတကပါလုံးမှာရှိတဲ့ပြည်သူတွေရဲ့အားကြောင့်ဆိုလဲပါပါတယ်နော် ဘလောက်ပဲဖြစ်ဖြစ်တာမန်ပြည်သူအစိုးရလက်ထက်မှာအခုတက်တော့ရနေ့ကိုစစ်စစ်ရေးပုံစံမျိုးအခုတိုက်မယ်ဆိုရင်အောင်မြင်မှုဒီလောက်ရမှာလားပြည်သူမပါဘဲတိုက်မယ်ဆိုရင်အောင်မြင်မှုဒီကြီးဖြစ်လာမှာလားနောက်တစ်ခုက MNDA တိုက်ထားတာဒီ MNDA တစ်ဖွဲ့တည်းမဟုတ်ပါဘူးဒီမှာမဟာမိတ်ဘူအောင်တွေတိုက်ထားတယ်အဓိကတော့ပြည်သူတွေအားပေးဖို့နော်အဲ့လိုအားပေးပြီးတော့ဒီလိုအောင်ဝဲကိုရလာတဲ့အဲ့ဒီရှင်းန်းမှာတင်ခဲ့ရတဲ့ အမဒီတက်ဖွဲ့ဝင်တွေပြီးရင်ပူပေါင်းတက်ဖွဲ့ဝင်တွေအတက်တွေတွေးတွေချွေးတွေအားလုံးရင်းပြီးမှရခဲ့တဲ့လာရှုံမျိုးဖြစ်ပါတယ်ဒီလာရှုံမျိုးကိုအခုကမင်းအောင်လှိုင်နော်မင်းအောင်လှိုင်တို့စစ်ဘုထုတ်တွေကနော်သူတို့ကမင်းမလောင်းမင်းမချာတွေဆိုသူတို့တိုက်တော့မနိုင်တော့တရုတ်ကိုတွားအကူညီတောင်းတယ်ဒီမျိုးပြန်ပေးပါပထွေးဆိုပြီးတော့အကူညီတောင်းတော့တရုတ်ဆိုတာတည်တဲ့အတိုင်းရုတ်မာတဲ့နေရာမှာမြန်မာပြည်ကိုနီးမျိုးစုံနဲ့ရုတ်မာနေတာနော်အဲ့တော့ဒီကိုကန့်တွေအနေနဲ့က တရုတ်ကဖိအားကိုမနှွန်ဆန်နိုင်လို့ပေးရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြည်သူတွေဖြစ်နေကြတာပေါ်တင်ကျညာလိုက်နော်ပေါ်တင်ကျညာလက်ထောက်လိုက်တရုတ်ကဖိအားကြနော်တရုတ်ကပြန်ဖိအားပေးခိုင်းလို့ကျွန်တော်တို့ကဒီမျိုးကိုပြန်ပေးလိုက်ရပါပြည်သူတို့တောင်းပန်လိုက်ဒါဆိုရင်ခမရတော့အပြစ်လွတ်တယ်ရှင်းရှင်းလေးကျွန်တော်ကိုနော်ထောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီဒီနိုင်ငံကတာဝန်ရှိတဲ့လူအဖွဲ့ဖွဲ့ဆောင်လာစစ်နောက်ဆုံးတစ်ဖွဲ့ကြတော့တအားကြီးက ပေ့တွေဘာတွေကသာရစ်လာတဲ့အချိန်မှာကျွန်တော်တခုံးပြောလိုက်ဒါဆိုရင်တော့တော်လိုင်းမလောက်တော့ဘူးလို့ဒါပေမဲ့မင်းတို့အစိုးရတာဝန်ရှိတဲ့လူတွေကမလောက်ခိုင်းလို့ဖိအားပေးလို့ငါမလောက်ဘူးဆိုတော့ငါတို့ပြည်သူကိုငါချိန်ရမယ်။ဟာမင်းတို့လုံးနဲ့လေလေလုံးလုံးမရဘူးတဲ့။မင်းဟိုမင်းတို့ပြောတာဂိုင်းနဲ့အဖွဲ့တွေဖွဲ့ဖို့ပြောတာမဟုတ်ဘူးကဒီလိုပုံစံမျိုးသူတို့ပြန်ဖြစ်တယ်။အဓိကအဲ့ဒါပဲ။တော့သူတို့အနေနဲ့လည်းဘယ်သူမှဟိုဘက်ကိုယိမ်းမှဒီဘက်ကိုယိမ်းမှဆိုတဲ့ပုံစံနေလို့မရဘူး။ရှင်းရှင်းလေးအဓိကပြည်သူဒါလေးအဓိက ဲ့ဒီပြည်သူကိုကျွန်တော်တို့ကပွင့်ပွင့်လင်းလင်းခြားပြတ်နိုင်ရင်ကျွန်တော်တို့မှအပြည့်ရှိဘူးနောက်ဆုံးအနေနဲ့သတင်းလေးကတော့စစ်ကောင်စီဟာ MND ကိုဝါလမျိုးနိုင်ငံရေးသဘောတူညီချက်တွေပေးပြီးတော့ခွင့်ပြုထားသလားဆိုတာနဲ့ပတ်သက်ပြီးတော့သုံးသပ်ဝေဖန်တင်ဆက်ထားတဲ့သတင်းလေးကိုနားထောင်အောင်ပါဖြစ်ပါတယ်။နောက်ဆက်ကအနေနဲ့ကိုကန်တပ်ဖွဲ့ MNDAA ကို ဘာလို့မျိုးနိုင်ငံရေးသဘောတူညီချက်မျိုးပေးထားသလားဆိုတဲ့အပေါ်စီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေအကြားသုံးသပ်နေကြပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမျိုးကိုတိုက်ခိုက်ပြီးထင်းချုပ်ထားတဲ့ကိုကန်တပ်ဖွဲ့ MNDA ဟာလာမယ့်ဧပြီလ22ရက်နေ့နောက်ဆုံးထားပြီးမြို့ပေါ်ကနေဆုတ်ခွာဖို့ပြင်ဆင်နေကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိတာပါ။နိုင်ငံရေးသဘောတူညီချက်တစ်စုံတစ်ရာရရှိထားမှသာအဲ့ဒီလိုဆုတ်ခွာတာဖြစ်နိုင်ကြောင်းနိုင်ငံရေးသဘောတူညီချက်အနေနဲ့ NASA ကမှ MNDA ကို ဝါလမျိုးအထူးဒေတာအဖြစ်အုပ်ချုပ်နေမှုကိုအတိအမှတ်ပြုလိုက်သည့်သဘောတွေ့ရကြောင်း NCA ထိုးထားတဲ့ပအိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCAS မှဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီရင်တဲ့သတင်းဌာနကိုပြောပါရယ်။ပြည်သူသားပဲဟဲ့ဒီစီကပြည်သူသားအဲ့ဒါပါဆိုတော့သူတို့ရဲ့နာမည်ချုပ်ကံခွင့်ခွင့်ရေးအခုကအထူးဒီပါအုပ်ချုပ်ကိုပဲအုပ်ချုပ်ခွင့်ခွင့်ရေးဒါတွေကလိုလိုရပြီပါပဲအခုလည်းရနေတာသို့တော့အဲ့ဒီရနေတာကို SSC ဘက်က အခုမှပြုတ်လိုက်တဲ့သဘောပေါ့မနေ့နေ့ရှိတဲ့သူတွေပါအောက်ချုပ်ခွေးရှိတဲ့ပါဒီမှာပြုတ်ခဲ့တဲ့သဘောတော့အသက်ဝင်လာတာ။ဟိုဥမာဝါအထုတိပါဝါအောက်ချုပ်နေတယ်လို့အဲ့ဒီလိုဟိုနားလည်မှုဒီမှာပြုတ်မှုပေးလိုက်တဲ့သဘောတွေ့ရပါတယ်။အဲ့ဒီပါမှာဆေးရည်ပဲပြတာပေါ်လာဖို့အကြောင်းမရှိတော့ဘူးပေါ့။ဒါပေမဲ့ဒီကိုကန့်ကိုလည်းနားလည်မှုပေးရပါပါဒီကိစ္စမှာ။ဆိုတော့ကိုကန့်ဆိုတဲ့နယ်မြေကိုကန့်ဆိုတဲ့လူမျိုးကတရုတ်ပါပဲ။အားလုံးယူနာယူနာနစ်ရှိပါပဲ။ တို့တော့ဒီဓမ္မပြေကိုအင်္ဂလိပ်ပေးပြီးတော့အားလုံးကိုလိုနေပြည့်တဲ့အချိန်မှာမှတရုတ်ပြည်ကြီးကနေပြီးတော့အင်္ဂလိပ်ကိုလိုနေကိုလက်ဆောင်ပေးတဲ့အနေနဲ့ပါအဲ့ဒီအချိန်မှာမှဒီကိုကမယ်ကိုအင်္ဂလိပ်ကိုပေးလိုက်တာပါဒါကြောင့်ဒီလလိုက်ရပြီးမှဒီကိုကမယ်ကဓမ္မပြေနဲ့နမိတ်တဲ့ပါလာပါပါလာတော့လည်းကုကန်ဆိုဘွားပိုင်နေမိတယ်အားလုံးကတရုတ်လူမျိုးတွေလာရှုမျိုးမှာ MNDAA ဆုတ်ခွာပြီးနောက်နဆက်ကရဲ့အုပ်ချုပ်ရေးရန်တရားတွေနဲ့လဲပတ်မှာဖြစ်ကြောင်းနဆက်ကကုကန်တက်နဲ့ တရုတ်ကိုယ်စားလှယ်တွေပေါင်းပြီးရုံထိုင်ကြမဲ့အခြေအနေရှိကြောင်းသတင်းတွေထွက်ပေါ်နေရပါအဲ့လိုဆုတ်ခွာတာဟာနဆကဘက်ကနေဆုတ်ခိုင်းတာမဟုတ်ပေတရုတ်ဘက်ကနေဆုတ်ခွာဖို့2024ခုနှစ်ဒီဇင်ဘာလကလေးကတောင်းဆိုခဲ့တာဖြစ်ကြောင်းလဲစီးနဲ့နိုင်ငံရေးအကဲခတ်တွေကပြောပါတယ်ဒါ့အပြင် MNDAA အနေနဲ့လာရှုကနေအမှန်တကယ်ဆုတ်ခွာနေတာမဟုတ်ပေတခြားတိုက်ပွဲတစ်ခုကိုဖော်ဆောင်ဖို့အယောင်ပြလှုပ်ရှားနေတာဖြစ်နိုင်ကြောင်းလဲသူတို့ကသုံးသပ်နေကြတာပါ MNDAA အနေနဲ့လာရှုကနေဆုတ်ခွာခဲ့မယ်ဆိုပါက နှစ်ဖက်စည်ရေးပဋိပက္ခမရှိဘဲလွဲကူစာဖြည့်ရှင်းသွားနိုင်မှာဖြစ်ပြီးမစုတ်ခွာခဲ့ပါကနှစ်ဆက်ကဘက်ကနေပြန်လဲတိုက်ခိုက်ပြီးရအောင်ယူမဲ့အနေအထားရှိတယ်လို့တင်ဒကမဟာဗျူဟာလေ့လာရေးအဖွဲ့မှဒရိုက်တာဦးသိန်းထွန်းကစီရင်တဲ့တင်ဌာနကိုပြောပါတယ်။ဒီကကဟောပါမရှိ2008ချင်းကဥလိရေးပေးစာပြောရတယ်အမှအန်နီရောတမတိုင်းဆိုပြည်ပြောင်းရတာဖြစ်တယ်။အဲ့တော့ဒီမှာဒီစိတ်ကြည့်ကြည့်လာစိတ်ကြည့်ပေါ့။ဒီညာကိုအစိုးရရဲ့ ခေစီရရဲ့ဒီလိုအားလည်းကျွန်တော်သိအောင်ပါပြန်ပြီးတော့အင်းပြန်ပါအဲ့တော့ခုနကပြောလို့ဒီမှာချိန်သွားတဲ့ခါကျတော့တစ်ခက်ဒီပြုကမရှိရတဲ့လူတွေဒီပေါ်နေတာပါဒါလို့ရှင်မဆုံးဘူးဆိုတဲ့ဒီကကဒီမှာရအောင်ပြန်ပြီးလို့ရှိအောင်ဒါကတော့အဖြစ်နိုင်ပြတ်တယ်လို့ရှိတယ်အဲ့တော့ချိန်ချင်းချိန်ချင်းဆိုတဲ့ဒီကအခုတော့လည်းဒါ၆နာရီစုံမယ်လို့ဒါလို့ဆိုရဲဒီဟိုကဒီမှာပတ်စုနေစုံလို့ရတော့ကျွန်တော်ဘောနဟာလာနေတဲ့ပါလို့ဖြစ်ကြတာရှိတယ်လို့အဲ့တခုရှိတာကတော့ 有天方送的中文就叫做“藏族”的 <music>，时间，咱们又不是手抓嘛，还，我手抓呢，跟你们包那那那个这个，你妈的甜的，是的，啊，啊，皮子比较薄嘛的，那手抓呢就给那带一样的，还有最常的就是说，啊，糕呢，是 နာဆကဘကကိုစလေအဖွဲ့နဲ့ကိုကန်တပ်ဖွဲ့ MNDA တို့အနေနဲ့တရုတ်ရဲ့ကျောင်းဝင်ဆစ်ဆက်ပေးမှုကြောင့်2024ခုနှစ်ဒီဇင်ဘာလအတွင်းကကုမင်းမြို့မှာပထမအကြိမ်တွေ့ဆုံခဲ့ပြီးအဆင်မပြေဖြစ်ခဲ့ကြရကနေ2025ခုနှစ်ဇန်နဝါရီလအတွင်းဒုတိယအကြိမ်ထပ်မံတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ဒုတိယအကြိမ်တွေ့ဆုံမှုမှာတော့ယာယီအပြစ်ခတ်ရက်စဲတဲ့သဘောတူညီချက်ကိုရရှိခဲ့တယ်လို့တရုတ်ဘက်ကသတင်းထုတ်ပြန်ခဲ့တာပါ။ဒါအပြင်2025ခုနှစ်မတ်လ22ရက်ကနေ24ရက်နေ့အထိတရုတ်နိုင်ငံကုမင်းမြို့မှာ လက်ဆက်ကနဲ့ MNDA တို့ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက်အခုလိုမျိုးလာရှုကနေပြန်လည်ဆုတ်ခွာမဲ့သတင်းတွေထွက်ပေါ်လာဖြစ်ပါတယ်